ကဲသားတို့သမီးတို့ရေဆရာတို့ဒီကဘာတွေဆက်ပြီးတော့ရေးကြရင်ကောင်းမလဲကျွန်တော်သားတို့သမီးတို့အချက်အသင်ကားစာမှာတော့လေဆရာတို့သင်ခဲ့တဲ့เนาะ alphabet တွေထဲမှာအတန်ထွက်လို့ရှင်လေလေးကိုထုတ်ပြီးတော့ရုပ်စုရတဲ့ alphabet တွေသားတို့သမီးတို့မှတ်မိသလားမှတ်မိမယ်လို့ဆရာထင်တယ်เนาะဆိုတော့အဲ့ဒီလေးကိုထုတ်ပြီးတော့ရုပ်စုရတဲ့ alphabet တွေဘာတွေများဖြစ်မလဲသားတို့သမီးတို့မှတ်မိရင်ဆရာကိုပြန်ပြီးတော့ဖြေကြည့်ပါပြောကြည့်ပါဦး C K H P T ငါးလုံးเนาะဟုတ်တယ်အရန်တော်လိုက်တယ်ဆိုတော့ဒီငါးလုံးကဆရာတို့အသံထွက်တဲ့ခါမှာလေကိုထုတ်ပြီးရွတ်ဆိုရတဲ့ငါးလုံးဖြစ်တယ်ဆိုတော့ဆရာတို့ဒီနေ့ဒီငါးလုံးကိုဘယ်လိုကြည့်ရမလဲဆိုတော့ဆရာတို့ရင်းနှီးလေးကြည့်ကြမယ်အတူတူလေ့လာကြမယ်เนาะကဲဒါဆိုသားတို့မိတို့ရေခဲရန်လေးတွေ gain မှာစောက်ကလေးတွေကိုထုတ်ထားကြပါကဲဒါဆိုစရေးလိုက်ကြအောင်ပထမဦးဆုံးပါလေ C ရေးမယ်ခဲရန်ကိုထောက်စီရဘလိုရေးမလဲ အပေါ်ကနေစမယ်ခုံကုံလေးဆွဲလိုက်အောက်မှာစုံနေကဲဒါဆိုရင်စီရင်နီလေးဒါလိုပြီလို့ရပြီနော်ဟုတ်ပြီဒါဆိုရင်ဆရာတို့နောက်တစ်ခါထပ်ပြီးတော့စီကိုလေ့ကျင့်မယ်ရေးလဲရေးမယ်ပါဇက်ကလည်းအတန်ထွက်ကြည့်မယ်စီရဲ့အတန်ဘယ်လိုထွက်မလဲစာပြီနော်ရေးပြီတခြားလိုက်ရေး C very good တော်လိုက်တာဒါလိုပြီလို့ ကဲဒါဆိုဒါတို့ဒီလိုကြီးဇာတ်ဒီကခေလေးကိုဆွဲကြည့်မယ်ကဲဆွဲမယ်စားပြီနော်တစ်ချောင်းနှစ်ချောင်းသုံးချောင်းကဲဆိုတော့ဒါတို့ဒီကိုခေဆွဲလို့ရှိရင်ဆရာတို့သုံးကဆွဲရမယ်နော်သုံးချောင်းပါတယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဒါတို့ဒီတို့ဒီကခေလေးကိုထပ်ဆွဲမယ်ခေလေးကိုဆွဲပြီးတော့ပါးစပ်ကလည်းအတန်းထွက်မယ်စားပြီ K okay. very good တော်လိုက်တာကဲဒါဆိုသားတို့သမီးတို့ဒီကဘာစာလုံးလေးများလာအောင်လဲဘာလေးများရှိအောင်လဲစဉ်းစားကြည့် K ပြီးရင် H ဟုတ်တာပေါ့ H ဆိုတော့ H လေးကိုကြာတော့ဘယ်လိုလေးဆွဲမလဲစိတ်ဝင်စားဖို့ကောင်းတယ်နော်တခြားလိုက်ကြည့်ဆရာဆွဲတော့ H သူ့ရဲ့ဒုတ်ချောင်းလေးကိုအရင်ဆွဲပြီးတော့မှအခုံလေးထည့်လိုက်မယ် H လေးဖြစ်သွားပြီပေါ့သားတို့သမီးတို့လေနော်ကဲဒါဆိုရင် H ကိုနောက်တစ်ခါထပ်ပြီးတော့လေ့ကျင့်မယ်အတန်လေးကိုပါထွက်မယ်ကဲ စပြီး h ဟုတ်ပြီနော်ဒါတို့မျိုး okay very good ဒါတို့မျိုးကဲဒါဆိုင်ဆရာတို့ဒီကဘာစာလုံးလဲဆိုတော့ p p လေးကိုဆွဲကြည့်ရအောင်ကဲဆိုတော့ p လေးကကြတော့ဘယ်လိုလေးဆွဲမလဲဆိုတော့အရင်ဆုံးတောက်ချောင်းလေးကိုထည့်ထည့်ပြီးသွားရင်သူ့ရဲ့အဆန်လေးကိုခေါင်းလေးကိုဝိုက်လိုက်ဆိုတော့ဒါ p ပဲဒါတို့မျိုးနော် ဘာမှမခက်ပါဘူးသေချာလေးလိုက်ရင်မယ်နော်ကဲဒါဆိုရင်ဒါတို့တို့ဒီက PO ထပ်ရေးပြမယ်ဒါတို့တို့တို့ပါဇက်ကလည်းအတန်ဒရက်ကလေးကိုထွက်မယ်ရေးပြီ P ဟုတ်နော်အဲ့တို့တော့ရဲကဲဒါဆိုရင်နောက်ဆုံးတစ်လုံးမှကျန်တော့တယ်ဆရာတို့ဘာလုံးဖြစ်မလဲ T ကဲဒါတို့တို့ရေဒီလေးကလွယ်လွယ်လေးပါနော်ဆွဲကြည့်မယ်နော်ဆရာတို့ဆွဲပြီ T ဟောဒုတ်ချောင်းလေးနဲ့ချောင်းဟုတ်တယ်နော်ဒါပဲဘာမှမခက်ဘူးเนาะတချောင်းဆွဲရယ်ပြီးရင်ဘေးမှာတချောင်းထပ်ဆွဲလိုက်တယ်ထိပြက်သွားဒါတော့သူပြောကဲဒါဆိုရင်ဒီကထီကိုနောက်တစ်ခါထပ်ပြီးတော့ဆွဲရလေ့ကျင့်မယ်ပါးစပ်ကလည်းအတန်းထွက်မယ်လာပြီဆွဲမယ်တူတူထီဗယ်ရီဂုတ်ဒါတို့မျိုးတအားတော်တယ်နော်ကဲဒါဆိုရင်ဒါတို့သမီးတို့ရေဒီကဆရာတို့နော်အယ်ဖာဘက်စီတွေပါအယ်ဖာဘက်စီလေအတန်ထွက်လို့ရှိရင်ဘယ်လိုထွက်ရလဲ လေးကိုထုတ်ပြီးတော့ထွက်တယ်ဟုတ်တယ်နော်ကြာဒီလေးကိုထုတ်ပြီးတော့ထွက်တယ် alphabet တွေကိုဆရာတို့ဒီငါးလုံး C K H P T ဒီငါးလုံးကိုဆရာတို့ဒီနေ့ရေးတာကိုလေ့ကျင့်သွားတယ်ဒါတို့သမီးတို့လည်းဆရာနဲ့အတူတူ လိုက်ပြီးတော့လေ့ကျင့်တယ်ကဲဒါဆိုဒါတို့သမီးတို့ရေနောက်ပို့ပြီးတော့မှတ်မိသွားအောင် ပို့ပြီးတော့ရေးတတ်သွားအောင်ဒါတို့သမီးတို့ဒါလေးကိုအိမ်မှာကွက်ကို ထပ်ပြီးတော့နောက်တကထပ်ပြီးလေ့ကျင့်လိုက်ကြပါ thank you